အပူရှာပူလို့ခေါ်လာရခိုင်မုတ်ဒီလို့ခေါ်လာတော့မသိဘူးဗောနော်အဲ့ဒါလေးကိုအခွန်ခွာစားစရာမလိုတော့ငုံဦးလေးနဲ့တွဲပြီးစပြပါမယ်ကဲပင်မသဆောင်လေးဆိုတော့ခုနဆိုင်မုတ်မှာတွေ့လိုက်တယ်နော်တီတာလန်ထဲကအဘူရှာဘူးဆိုင်လေးတဆမှာဖြစ်ပါတယ်တောင်ကမှနေရသူတော်တော်များများတည်ကြတဲ့ဆိုင်လေးလည်းဖြစ်ပါတယ်ရှင်ကဲသွားဆကြမယ်နော်ဒါလေးကအဲ့ဒီရဲ့အဘူရှာဘူးဆိုင်ကိုသွားတဲ့လမ်းလေးပဲဖြစ်ပါတယ်ရှင်ရှေ့ကအမိုးပြလေးနဲ့ဆိုရင်သူ့ဆိုင်ကိုရောက်ပါပြီအမြဲတမ်းဆိုင်ကေကမပြတ်ဘူးရှိနေပါတယ် နှစ်တည်းဘလောက်ကြာကြာမပြောင်းလဲတဲ့ဆိုင်ပုံစံလေးရတော့အဲဒီဆိုင်လေးပဲဖြစ်ပါရဲ့ရှင်မိုးလေးအုပ်နေရဆိုလို့ရှိရင်တော့အဘူရှာဘူးကအလိုက်ဆုံးပဲပူပူဆက်ဆက်လေးဆိုတော့လေဆိုတော့ဒီမှာသူအကင်လေးရရတယ်ကြက်ဥငုံဥနဲ့ရရတယ်ပေါ့နော်ခြင်ဆက်ရည်လည်းပေးထားတယ်ရည်တွေပေးထားတယ်ရင်းရွှေချမ်းလေးဆိုလည်းကော့ကိုလိုတလိုယူပေါ့နော်တောင်းမှထထားပေးထားပါတယ်ဆိုတော့မာစားဖြစ်တာကဒါကကြာစံတော့ပြီးတော့အဘူကိုပေကျော်လေးနဲ့ပေါ့နော်ငုံဥလည်းပါတယ်ပြီးတော့ဒါသူတို့ပေးထားတဲ့အဟွာလေးတွေပေါ့နော် ထည့်စရာလေးပေါ့အာဘူတောက်တယ်ဆိုလို့ရှိရင်ဒီလိုမျိုးငုံလေးနဲ့ထည့်ပြီးတောက်ရတာပေါ့အရင်ကြိုက်ပါတယ်ဆိုတော့ကဲအချင်းကြီးလေးဆက်လိုက်အောင်မဒါလေးကမကြီးကြီးလေးပေါ့နော်အမြဲတမ်းလက်လွန်ချက်သွန်ဖြစ်တယ်လို့ဒီဒီခါတော့ထိမ့်ပြီးထိလိုက်တယ်မကြီးကြီးကိုပြီးတော့ငရုတ်တီထည့်ပါတယ်အဲ့ဒါလေးကိုမှုရတယ်။အမှသူစားလို့ရင်လည်းစားပေးထားရပါတော့။ငရုတ်ကောင်းလည်းပေးထားတယ်။ချို့စုံရုတ်ကောင်းအများကြီးနဲ့တောက်ကြရပါတော့။ကျမကတော့ အဲအဲ့လိုလေးဆက်လိုက်ပါတယ်ဆက်ပြီးတော့တောက်ပါရရှင်ငုံကတော့သူရောင်းတော့ကတော့အခွန်နဲ့ရောင်းတာပေါ့နော်ကျမကတော့အခွန်အမပါတော့ဘူးပေါ့နော်ကျမစားတဲ့အခါမှာဘာလို့လဲသိလားဘာလို့ဆိုတော့ဘီမကကျမကိုခွာပေးမဲ့ကိုကိုကရှိနေတော့လေကိုကိုခွာပေးတဲ့ငုံဦးလေးတွေကိုပဲကျမအစင်သစားလိုက်ယူမှာပဲရှင်စားရပါစားရပါကဲပဲကြော်လေးနဲ့ဆွဲပါတယ်ပဲကြော်လေးရလည်းအဲဒီလိုအဲ့ဒီအောက်ဘူးအရေးလေးတွေမှာစိမ့်ထားတဲ့ဟာလေးကလည်းရန်စားလို့ကောင်းတယ်ပြီးတော့ကြာစံကြော်လေး try ပါတယ် ကြဆန်ကြော်မဟုတ်ကြဆန်ကြော်တုတ်ပေါ့နော်ကြော်ပြီးတော့ပြန်တုတ်ထားတာလေးပေါ့နော်အာစားဖို့နေတဲ့သူတိုင်းကတော့သူရတာတိမှာပေါ့နော်အာကြဆန်ကြော်တုတ်လေးစားတယ်ပြီးတော့အရေးတောက်ကလေးပြန်စားပါတယ်အာဘူးလေးနဲ့အာအတုတ်ကလေးတွေနဲ့ပေါ့နော်အခုစားကြည့်တာကကြတော့အာတင်မော်ဒီထောင်သူတို့ဆိုင်မှာတင်မော်ဒီထောင်ရတယ်ပေါ့နော်ဆိုင်ကလည်းအရင်သဘောကောင်းတယ်ဟိုကအရသာလေးလိုရင်ပြန်ပြင်ပေးမယ်ပေါ့နော်အဲ့တော့ကိုစားကြည့်လို့ကိုလိုတဲ့အရသာလေးပြင်ခိုင်းလို့ရတယ်ပေါ့နော် ဆိုင်လေးကအာတော်တော်ကိုကြာခဲ့ပြီပေါ့နော်ဒီဆိုင်လေးကရက်တည်နေတာပေါ့နော်လူတိုင်းလည်းကြိုက်ကြတဲ့နာမည်လေးရှိတယ်ပေါ့နော်အာဆိုင်ရဲ့ဒီနည်းနည်းလေးဘယ်လိုပြောမလဲနည်းနည်းပို့ပြီးတော့တန်းတန်းရှင်းရှင်းလေးပေါ့နော်နေရာထိုင်ခင်းလေးတွေရှိရင်တော့ပေါ့နော်တကယ်ကိုပို့ပြီးတော့အဆင်ပြေမယ်လို့တော့ညီမထင်တယ်ပေါ့နော်ဒါကတော့ညီမအမြင်တသက်ပါအဲညီမရဲ့အကြံပြုချက်တသက်ပါပေါ့နော် အပူလေးရအရသာလည်းရှိတယ်လက်ရတွေကလည်းကောင်းတယ်ပေါ့နော်ဒါပေမဲ့အဲ့လိုမျိုးနေရာထိုင်ခင်းလေး upgrade လေးပြန်လုပ်လိုက်မယ်အပတ်ဝန်းကျင်လေးနည်းနည်းလေးအဲတန်တန်ရှင်းရှင်းလေးဖြစ်သွားမယ်ဆိုတော့ပို့ပြီးတော့အအဆင်ပြေမဲ့ဆိုင်လေးပါလို့အဲကြိုက်တဲ့သူတွေဆိုလို့ရှိရင်လည်းအများကြီးပဲပေါ့နော်ဒီဆိုင်လေးကအထူးညွှန်းစရာမလိုပါဘူးစားကောင်းပြီးသားပါရှင်စုံတိကြည့်ပြီးလို့ကျေးဇူးတင်ပါတယ်